ဒီနေ့မေလ30ရက်နေ့မနက်6:00နာရီအချိန်မှာထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ဘေးနောင်စခန်းနဲ့မနက်7:00နာရီဝန်းကျင်မှာတော့မော်ခိစခန်းတို့ကို KNL ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အကြောင်း KNU သတင်းရင်းမြစ်တွေကအတည်ပြုပြောကြားကြပါတယ်။သိမ်းပိုက်ခံရတဲ့စခန်းနှစ်ခုစလုံးကစစ်သားတွေအကုန်ထွက်ပြေးသွားပါတယ်။လက်နက်ခဲယမ်းသိမ်းစီးရရှိတာနဲ့စစ်ကောင်စီတပ်သားအရှင်ဖမ်းဆီးရရှိမှုအသေးဖမ်းဆီးရရှိမှုတွေကိုတော့အတိအကျသတင်းမထုတ်ပြန်သေးပါဘူး။ မော်ခိစကန်က2022ခုနှစ်မှာတော်လိုင်းရေးတပ်တွေကတင်းယူပြီးတော့စစ်ကောင်စီကပြန်လည်တင်းယူသွားတဲ့စခန်းတစ်ခုဖြစ်ပါတယ်။အခုဒီချိန်မှာတော့ KNL ပူးပေါင်းတပ်တွေကဒုတိယအကြိမ်ပြန်လည်တိုက်ခိုက်သိမ်းမိလိုက်တာပါ။မနေ့မနေ့ပိုင်းကဗကိုးတိုင်းပြည်ခိုင်ပောက်ခေါင်းမြို့နယ်အတွင်းမှာရှိတဲ့ရွာ၃ရွာကိုစစ်ကောင်စီစစ်ကြောင်းကမိရှုဖျက်ဆီးခဲ့တယ်လို့ပြည် Underground News ကဖော်ပြထားပါတယ်။စစ်ကောင်စီဟာပောက်ခေါင်းကတိုက်ချောင်းအိုင်ဆောင်နဲ့ကွင်းအောင်စုစတဲ့ရွာတွေကို မီတင်ရှုတဲ့အပြင်မှာဒေတာကန်တွေရဲ့ဆိုင်းအိတ်တွေနဲ့မျိုးစဘာတွေကိုပါယူသွားတယ်အဲ့လိုဆိုပါတယ်အဲ့ဒီကပြည်သူ9000ကျော်လောက်စစ်ပေးရှောင်နေရပါတယ်တိုက်ချောင်းရွာကိုမီလာရှုတဲ့စစ်ကောင်စီတပ်တွေကို PKPTF နဲ့ပူးပေါင်းတပ်တွေကအခုလ26ရက်နေ့ကပြန်တိုက်ခိုက်ခဲ့ပါသေးတယ်ပောက်ခေါင်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲမဖြစ်တာ9လနီးပါးကြာခဲ့ပြီးမှအခုလိုတကြောပြန်တိုက်ပွဲဖြစ်လာတာပါမေရသူစီမံကိန်းအမည်ရှိတဲ့မုတ်တမကန်းလွန် စီမံကိန်းနဲ့ရေနံနဲ့သဘာဝတံခွေထုတ်လုပ်မှုစာချုပ်ကိုစစ်ကောင်စီစွန့်အင်ဝန်ကြီးဌာနနဲ့ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gulf Petroleum မြန်မာကုမ္ပဏီ Limited တို့ကမေလ29ရက်နေ့မှာစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ဒီကမ်းလွန်စီမံကိန်းကြောင့်နိုင်ငံခြားဝင်ငွေပုံမိုးရှာလာနိုင်မယ်လို့စစ်ကောင်စီပြည်ထောင်စုဝန်ကြီးဦးကုတ်ကိုလွန်ကဆိုပါတယ်။အခုကမ်းလွန်စီမံကိန်းလောက်ွက်ဟာ9ချိန်မြောက်စီမံကိန်းဖြစ်ပါတယ်။ Gulf Petroleum မြန်မာဟာ ထိုင်းတိုက်ကွန်းတစ်ထည့်တယောက်ဖြစ်တဲ့ချချိုင်းရန်ပန်ရုံးက ကျောင်းတော်နောက်ခံပေးထားတဲ့ပုဂ္ဂလိကရင်နံတဲ့တန်းငွေကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Gulf Petroleum မြန်မာရဲ့လက်ရှိဥက္ကဋ္ဌကတော့ဦးကျော်ကျော်လိုင်းဖြစ်ပြီးတော့သူဟာ Smart Group of Companies ရဲ့ဥက္ကဋ္ဌနဲ့ Director တူလည်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မှာ TNLA နဲ့စစ်ကောင်စီတပ်တွေပြင်းပြထန်ထန်တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA ကသတင်းမီဒီယာတွေကိုအတည်ပြုပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့ကလေးကနောင်ချိုမြို့တောင်ခမ်းဒေသနဲ့အုံမတိရွာဘက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ TNL တပ်တို့ကိုပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားနေတာပါလက်ရှိမှာတောင်ခမ်းဒေသကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ထားတဲ့အပြင်အဲ့ဒီဒေသကတဆင့်ရာပြင်အုံမတိနဲ့နောင်လင်ကျေးရွာတွေဘက်ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့ရာပြင်ကျေးရွာမှာရှိတဲ့ TNL စကန်တခုကိုလည်းစစ်ကောင်စီဘက်ကပြန်လည်သိမ်းပိုက်ထားပါတယ်ရွှေပြည်သာမြို့တာထုကန်စမှုစုံမှာရှိတဲ့ Bontech Manufacturing Garment Company Limited က လုသမားတွေဟာစားဝတ်နေရေးမလုံလောက်မှုကြောင့်နေ့စဉ်လောက်ခလာစာအ ਨੇ စုံ13000ကျပ်အထိတိုးမြှင့်ပေးဖို့တောင်းဆိုနေကြပါတယ်။ DJ တိုးပေ OTJ တိုးပေခန်းစားခွင့်တိုးပေစတဲ့ကြွေးကြော်တဲ့နေနဲ့သူတို့ကတောင်းဆိုနေကြပါတယ်။ဒီနေ့ဟာဒုတိယမြောင်းနေပါ။ Voltech အထက်ချုပ်ဆက်ယုံတာဝန်ရှိသူတွေကအလုသမားတွေရဲ့တောင်းဆိုချက်တွေကိုအခုထိတုံ့ပြန်မှုမရှိသေးပါဘူး။ပြည်တွင်းပြည်ပအလှရှင်တွေကငလျင်ဘေးတင့်တဲ့သူတွေပြန်လည်ထူထောင်ရေးအတွက်ရည်ရွယ်ပြီးတော့စစ်ကောင်စီလက်ထက်ကိုကြက်ဖိတ်လျံ140နီးပါး ပေးတဲ့အခမ်းအနားကိုမနေ့ကနေပြီးတော့မှကျင်းပခဲ့ပါတယ်။လူဒဏ္ဍာရီတွေထဲမှာ၄တိုက်50တလုံးလဲပါဝင်ပါတယ်။တလုံးကိုမြန်မာကြက်ငွေတိမ်ပေါင်း2000တန်ဖိုးရှိပြီးတော့အဲ့ဒီ၄တိုက်တလုံးမှာအိမ်ကန်း16ခန်းအထိပါပါတယ်။စစ်ကောင်စီထုတ်ပြန်ချက်တွေအရသူတို့ဟာငလျင်စဖြစ်တဲ့မတ်လ28ရက်နေ့ပြီးတော့ဧပြီလ24ရက်နေ့အထိငလျင်အတွက်ပြည်တွင်းပြည်ပကလူငွေပေါင်းကြက်ပိတ်လျံ3000ကျော်ရရှိထားပြီပါပြီ စစ်ကောင်စီကိုအလှူရှင်တွေကငလျင်အတွက်တောက်လျှောက်လှူဒန်းနေကြပေမဲ့လက်တွေ့မှာတော့စစ်ကောင်စီရဲ့အကူအညီကိုအခုထိမရသေးပဲဒုက္ခရောက်နေကြတဲ့ငလျင်ပေးပြည်သူတွေအများအပြားရှိနေပါတယ်အခုလိုငလျင်ပြည်တာနှစ်လကျော်တဲ့အထိမန္တလေးစကိုင်းကပြည်သူတွေဟာပျက်စီးသွားတဲ့သူတို့ရဲ့နေအိမ်တွေကိုဒီတိုင်းပဲပစ်ထားပြီးတော့နှိစက်ရာအသည့်မိတ်ဆွေတွေနဲ့ဆွေမျိုးတွေစီမှာလှည့်ပတ်နေထိုင်ကြရတယ်လို့ဒေသခံတွေက DMR ကိုပြောပါတယ်ခါဆောင်မှာရပောင်း60ကြာအပြစ်ခတ်ရက်ဆက်ပြီး အစ္စရေးဂျင်နာ28ယောက်နဲ့ပါလက်စတိုင်းအဂျင်နာ1236ယောက်တို့ကိုလဲလှယ်ဖို့အတွက်အမေရိကန်ကအဆိုပြုလိုက်ပါတယ်အဲ့ဒီအစီအစဉ်မှာအမေရိကန်နဲ့အတူဂျာဝင်ညှိနှိုင်းသူတွေဖြစ်တဲ့ကာတာနဲ့အီဂျစ်တို့ကဟာမတ်စ်တွေအပြစ်ခတ်ရစဲဖို့သဘောတူလိုက်တာနဲ့ဂါဇာကိုလူသားချင်းစာနာမှုအကူအညီတွေပေးပို့သွားမယ်လို့အမှတ်ခံထားပါတယ်အဲ့ဒီရက်60ကြာငြိမ်းချမ်းရေးအဆိုပြုချက်ကိုအစ္စရေးဘက်ကသဘောတူလိုက်ပြီလို့အမေရိကန်ရဲ့အင်ဂျီတို့ကမနေ့ကဂျာတာပရိနေမှာအတည်ပြုထားပါတယ်ဒါပေမဲ့ ဟာမတ်စ်တွေဘက်ကတော့အဲ့ဒီအဆိုပြုချက်ကိုညှင်းပယ်ပွဲရအလားအလာရှိတယ်လို့ဆိုထားပါဗျ။ရုရှားကယူကရိန်းကိုတညအတွင်း drone နဲ့အကြိမ်90တက်ခတ်ခဲ့ရမှာ၃ယောက်တိစုံပြီးတော့28ယောက်ဒဏ်ရာရခဲ့တယ်လို့ယူကရိန်းအာဏာပိုင်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့လိုတက်ခတ်ခဲ့တဲ့နေရာတွေကဆူမီခါကိဖ်ဒိုနက်စ်အပါဝင် နေရာ9နေရာလို့ဆိုပါတယ်။ drone 90နဲ့မှာဆယ်ခုကိုယူကရိန်းကအောင်အမြင်ပစ်ချခဲ့နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်တစ်ဖက်မှာငြိမ်းချမ်းရေးဆွေးနွေးဖို့ကြိုးစားနေကြပေမဲ့တစ်ချိန်တည်းမှာပဲတိုက်ပွဲအချိန်တိုးမြင့်ဖြစ်ပွားနေပါတယ်ရုရှားအနေနဲ့ရက်30အပြည့်ရရေးကိုလက်မခံရင်အမေရိကန်ကငြိမ်းချမ်းရေးမှာဂျားပွဲစားလုပ်ပေးနေတာကိုရပ်တန့်ပြီးတော့ရုရှားကိုပိတ်ဆို့အရေးယူမှုအစ်စ်တွေလုပ်မယ်လို့အမေရိကန်ထိပ်တန်းတန်တမန်တယောက်ဖြစ်တဲ့ဂျွန်ကယ်လီကဆိုပါတယ်ဒေါ်ဆန်စုကြည်နေတဲ့ခြံမှတ်54ကိုတဝက်ခွဲရောင်းချဖို့အမွေဆိုင်ဖြစ်သူဦးအောင်ဆန်းဦးကမနေ့ကမေလ29ရက်နေ့မှာတရားရုံးကိုရှောက်ထားခဲ့ပါတယ် ဲ့လိုအမွေဆိုင်ပစ္စည်းကိုတဝက်ခွဲရောက်ချတဲ့အစင်လာမျိုးဟာအလွန်ရှားပါတဲ့အတွက်တရားဥပဒေရက်ွက်မှာတော့အငင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်မိထီလာပူစောတိအငိမ့်စားတက်ကြွကြီးဇော်ယူထွန်းကိုပုံမှန်905ကာကြီးပုံမှန်66ကာကြီးတို့နဲ့တရားဆွဲဆိုပြီးတော့မိထီလာကျင်းတော်မှာချွတ်တော်ထားပါတယ်မလိုင်မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူဝေဖြိုးနဲ့ပြဿနာတက်ပြီးတဲ့နောက်သူ့ကိုဖမ်းချုပ်ထားတာပါမိထီလာတိုးဂိတ်မှာ သူ့ကိုဘုံမူဝေဖြိုးကဆက်ဆို အော်ငေါက်တဲ့ဗီဒီယိုတစ်ခုမကြခင်တော့အွန်လိုင်းမှာ ပြန်နေခဲ့ပါတယ်။မေလ30ရက်နေ့နောက်ဆုံးရသတင်းတွေကို TM Media ကနေပြီးတော့တင်ပြပေးနေတာဖြစ်ပါတယ်။